ုက္ခတိုင်းမောင်မိသားစုတစ်စုလုံးမျောလင့်ထားသလိုမဖြစ်ခင်မင်္ဂလာပါစမ်းမေးရှ်အန်တာတိန်မန့်ကကြွဆိုလိုက်ပါတယ်ဒုက္ခတိုင်းမောင်စိန်ဆိုင်ကတော့လူတန်းရဲ့ရောပြီးအမှုပညာရှင်နေနေမကြာခဏပွဲတွေပြုလုပ်ပေးတာကြောင့်လူတီများရဲ့စိန်ဆိုင်ဖြစ်ပါတယ်ဒုက္ခတိုင်းမောင်စိန်တိုင်းဟာရန်ကုန်နဲ့မန္တလေးမှာဆိုင်ခွဲတွေဖွင့်လှစ်ထားပြီးပိုင်ရှင်မိသားစုကတော့မန္တလေးက Sky Villa Condo မှာနေထိုင်ကြတာပါ ဒုက္ခတိုင်းမပိုင်ရှင်တော်မိုးတီနာရွှေနဲ့သမီးကြီးတို့မိသားစုက Skyfeller ရဲ့လေးလွာမှာနေထိုင်ကြပြီးမြင်းညီတက်မှာစိုင်းဖွင့်ထားပါတယ်။မက်စလာ၂၀ရှင်လေးကလောက်ခတ်ခဲ့တဲ့ငလင်းချောင်း Skyfeller အဆောင်ဖြူချသွားခဲ့ရမှာဒုက္ခတိုင်းမမိသားစုလည်းပါဝင်တယ်လို့သိရပါတယ်။တော်မိုးတီနာရွှေရဲ့သမီးကြီးပဲလင်းရဲ့တာကြီးကအဲ့ဒီအချိန်ကြောင်းသွားနေလို့ပြိုချတဲ့အထဲမပါသွားခဲ့ပါဘူး။ ပြိုကျနေတဲ့ပါသွားတဲ့သူတွေကတော့ဒေါ်မိုးသီနာရွှေတမီးကြီးပဲလေးနဲ့ယောက်ျားဖြစ်သူကိုစော်လင်းအောင်နဲ့တမီးငယ်ထူထူရိုးနဲ့တူဆိုင်ဝင်လေးယောက်ပါသွားခဲ့ပါနဲ့ဒေါ်မိုးသီနာရွှေရဲ့တမီးငယ်ဟာအစိုးရရဲ့နောင်ရဲ့မိန်းမလေးဖြစ်ပါနဲ့တမီးငယ်နဲ့ရဲနောင်တို့မိသားစုကတော့ရန်ကုန်မှာနေထိုင်ကြတာမို့ငလင်ဘေးကလွတ်မြောက်သွားခဲ့ပါတယ် ပြိုကျသွားတဲ့နေကလေးကဒုက္ခတိုင်းမုံမိသားစုတစ်ခုလုံးသေဆုံးသွားပြီလို့ကြံရတဲ့မိသားစုတွေကယူဆခဲ့ကြပြီးမယ်29ရက်နေ့မှာတော့အပြက်စီးပုံလေးချတဲ့ကမိမတယောက်အခုညီတောင်းနေတဲ့အတန်ချရပြီးဗီဒီယိုကိုတပုံးပုံးထုတ်နေတဲ့အတန်ချခဲ့ကြရပါတယ်ကျန်ရသူတမင်းငယ်နင်းစီလင်းဝင်းနဲ့ရဲနောင်တို့ကမျောလင်းတကြီးနဲ့အဆောင်ပြိုပြတ်တွေချားနေကိုဝင်ရောက်ရှောင်ဖွေဖို့လှုပ်ခဲကြပါသေးတယ် ရဲနောင်တို့ထင်မှတ်ခဲ့တာကအမေဖြစ်သူတော်မိုးတီတာရွှေအသက်ရှင်နေတယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့လည်း31ရက်နေ့မနက်ပိုင်းမှာတော့အထင်းမှာသက်ရှင်ချန်နေတဲ့သူဟာဒုက္ခတိုင်းမစိန်တိုင်းမိသားစုဝင်မဟုတ်ပဲစိန်ဆိုင်ကဝန်ထမ်းမင်းကလေးဖြစ်နေပါတယ်။ကယ်ဆယ်ရေးဖွဲ့တွေကအဲ့ဒီမင်းကလေးကိုကယ်ထုတ်နိုင်ခဲ့ပြီး အထဲကချင်းနေကိုမေးမြန်းတဲ့အခါဒုက္ခတိုင်းမစိန်တိုင်းပိုင်ချင်းတော်မိုးသီနာချွေဟာအဆောင်စတင်ပြူချတဲ့အချိန်မှတည်းကတည်ဆုံသွားခဲ့တာလို့ထင်မှတ်ရတယ်လို့သိရပါတယ်။ဂျန်နေပယ်လီတူတူနဲ့စော်လင်းအောင်လို့နဲ့အတူတူဆိုင်ဝင်တဲ့သုံးယောက်ကလည်းအသက်ရှင်တဲ့အရေးအယံအတန်မချားရတာမို့တည်ဆုံသွားပြီလို့ယူဆရပါတယ်။အခုလောလောဆယ်မှာတော့တော်မိုးသီနာချွေရဲ့ရုပ်လောင်းကိုပဲထောက်ယူနိုင်ခဲ့ပြီး30ရက်နေ့မုန်းလွဲပိုင်းကတကြူပြီးသွားပါပြီ။ အဆောင်ရဲ့ပျက်စီးပုံကလည်းကြီးမားပြီးပျက်စီးတွေကိုဖယ်ရှားရှင်းလင်းဖို့ခက်ခဲတာမို့အထဲမှာအသက်ရှင်ကျန်သူတွေရှိနေသေးရင်လည်းကင်ဆယ်ဖို့ကခက်ခဲနေပါတယ်။အထဲမှာပြင်းပြတဲ့အချိန်ကြာလေအသက်ရှင်နိုင်မှုခက်ခဲလီမှုအခုလို48နာရီကျော်သွားတဲ့အချိန်မှာအထဲကလူတွေနေနေအသက်ရှင်မှုမျောလင်းချက်နေသွားပြီဖြစ်ပါတယ်